အင်တာမီလန်အသင်းရဲ့အတိုင်းဆက်မှုတာရီမီဟာအီရန်နိုင်ငံကနေထွက်ခွာခွင့်မရတာကြောင့်ကလပ်ကမဖလားပြိုင်ပွဲနဲ့လွဲချော်ရတော့မယ်လို့သိရပါဗျ။32နှစ်အရွယ်တာရီမီဟာအီရန်လက်ရွေးစင်အသင်းနဲ့အတူ2026ကမ္ဘာဖလားခြေစစ်ပွဲရှင်ပြိုင်ကစားရင်အီရန်နိုင်ငံကိုရောက်ရှိနေစဉ်အီရန်အစ္စရေးပဋိပက္ခဖြစ်ပွားခဲ့တာကြောင့်အခုလိုအခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာပါ အီရန်ကလေဆိပ်အားလုံးမှာနေရင်ပြန်တန်းခွင့်ပိတ်ပင်ထားတာကြောင့်တာရီမီအနေနဲ့အင်တာမီလန်အသင်းနဲ့အချိန်မီပိုးပေါင်းနိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။အင်တာမီလန်အသင်းကကလပ်ကဘာဖလားပြိုင်ပွဲရဲ့အုပ်စုအီမှာ River Plate, Urawaret Diamonds, Monterrey အသင်းတို့နဲ့အတူကြာရောက်နေပြီးဇွန်18ရက်မှာအဖွင့်ပွဲရှင်ပြိုင်ကစားရမှာပါ။ အင်တာမီလန်အသင်းကနောက်ပွဲတွေမှာပါဝင်ကစားနိုင်ဖို့မျှော်လင့်နေပေမဲ့အီတလီမီဒီယာတွေကတော့ပါဝင်နိုင်ပွဲမရှိတော့ဘူးလို့သုံးသပ်ထားပါတယ်။တာရီမီဟာပြီးခဲ့တဲ့ရာသီတုန်းကအင်တာမီလန်အသင်းအတွက်ပြိုင်ပွဲစုံ53ပွဲကစားပေးခဲ့သူပါ။